မလ28ရက်ကနှုတ်ခတ်သွားတဲ့ငလင်းဘေးသင့်နောက်ဆက်တွဲအခြေအနေကို လေ့လာပြီးနောက်ကေဇယေးလုပ်ငန်းတွေစိတ်ချလက်ချဆောင်ရွက်နိုင်ရေးအတွက်ရက်30ကြာအပြည့်ခတ်ရက်စဲကြောင်းမြောက်ပိုင်းညီတော်မဟာမိတ်သုံးဘွဲ့ကကြီးညာချက်ထုတ်ပြန်ပါတယ်ဧပြီ1ရက်ကနေ30ရက်အထိတစ်ဖက်သက်အပြည့်ရက်လိုက်တာဖြစ်ပြီး ခုခံကာကွယ်မှုကလွဲပြီးထိုးစစ်မလုပ်ဘူးလို့ MNDAA TNL နဲ့ AA ကပြောပါတယ် ကယ်ဆယ်ကူညီရေးဆောင်ရွက်နေတဲ့ပြည်တွင်းပြည်ပအကူအညီပေးရေးအဖွဲ့ဝင်တွေစိတ်လက်ကြည်လင်စွာလုပ်ကင်နိုင်ရေးလူသားချင်းစာနာမှုလုပ်ငန်းကို ထိထိရောက်ရောက်မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရေးအတွက်အခုလိုအပြည့်ခတ်ရက်စဲတာလို့ဖော်ပြထားပါတယ်မြောက်ပိုင်းညီတော်မမိတ်အဖွဲ့ဝင်တန်းမျိုးသားလူမျိုးရေးတပ်မတော် TNL ထိန်းချုပ်ဒေသနောင်ချုံမြို့နယ်တောင်လှရွာနဲ့ဂေါ်ရခါရွာကို စစ်ကောင်စီကလေရင်နဲ့ဘုံကျဲတဲ့အတွက်ဒေသခံ၅ဦးထိခိုက်ပြီးအိမ်နှလုံးပျက်စီးကြောင်း TNL ကသတင်းထုတ်ပြန်ပါတယ်။ဧပြီလ10ရက်မနေ့ဆက်တနိုင်ခန့်မှာ Jet Fighter နဲ့တကြိမ် Drone နဲ့တကြိမ်ဘုံကျဲသွားတာလို့ဆိုပါတယ်။မတ်လ31ရက်မှာကြောက်ကြမ်းရွာကိုဘုံကျဲပြီး28ရက်မှာနောင်လင်ကျေးရွာကိုအလားတူဘုံကျဲပြီးဖြစ်ပါတယ်။ ငလီမေးတံကြောင့်နိုင်ငံတော်ဝန်းနှွဲပူဆွေးနေကြခြင်းမှာလူသားချင်းစာနာထောက်ထားသောအဖြစ်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL အုပ်ချုပ်တဲ့ခရိုင်၅ခုထဲမှာကျင်းပဖို့ပြင်ဆင်ထားတဲ့ပျော်ပွဲရှင်ပွဲနဲ့ကြံပွဲတော်ကိုဖျက်သိမ်းလိုက်ကြောင်း PSLF TNL ဘ ഹു အုပ်ချုပ်ရေးဌာနကအမိန့်ထုတ်ပြန်ပါတယ်။ကြောင်မဲခရိုင်၊မိုးကုတ်ခရိုင်၊ကုတ်ခိုင်ခရိုင်၊နမ်ဆန်ခရိုင်နဲ့ နမ်ခန်ခရိုင်မှာကျင်းပဖို့ပြင်ဆင်နေတဲ့ပျော်ပွဲရှင်ပွဲနဲ့တရံပွဲတော်ကိုမကျင်းပတော့ဘူးဘ ഹു အုပ်ချုပ်ရေးဌာနကဧပြီ၁ရက်မှာအမိန့်ထုတ်လိုက်တာဖြစ်ပါတယ်ငလင်ဘေးတံကြောင့်လူထောင်ချီသေဆုံးပြီးကေဇယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေရဆဲဖြစ်တဲ့အတွက်တရံပွဲတော်ကိုမကျင်းပဖို့မြစ်တာရက်ခန်စာထုတ်ပြန်ရတာလို့ဖော်ပြထားပါတယ် ကချင်ပြည်နယ်မိုးညင်းခရိုင်ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာရှစ်နယ်မြေကိုစစ်ကောင်စီလေရင်ကဘုံကျဲတဲ့အတွက်စစ်တင်တန်းတက်နေတဲ့ကချင်လူငယ်30ကျော်ကြာဆုံးကြောင်းကချင် news group KNG ကဖော်ပြပါတယ်မလ30ရက်ညနေ9:00နိုင်ခွဲကမှာဂျက်လီရင်နှစ်စင်းကဘုံကျဲသွားတာဖြစ်ပြီးတင်တန်းသား36ဦးကြာဆုံး20ကျော်ဒဏ်ရာရတယ်လို့ ကချင်တာဝန်ရှိသူတူကပြောပါလေဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး KIA ပြောခွင့်ရကို BNN ကဆက်သွယ်မေးမြန်းထားပေမဲ့အကြောင်းပြန်ချက်မရသေးပါဘူးချင်းညီနောင်အဖွဲ့ထိန်းချုပ်ထားတဲ့မင်းတပ်မျိုးကိုစစ်လေရင်ကဘုံကျဲတဲ့အတွက်ထိခိုက်ပျက်စီးကြောင်းမင်းတပ်မျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖကသတင်းထုတ်ပြန်ပါလေဧပြီရဲ့ညနေ6:00နာရီခွဲကမှာ jet fighter ကပေါင်900ဘုံနှလုံးကျဲသွားတာဖြစ်ပြီး နေအိမ်တွေထိခိုက်ပျက်စီးတယ်လို့ဆိုပါတယ်လေကြောင်းအန်ဒီယေကို အထူးသတိထားကြဖို့မြို့ကန်လူထုကို ထုတ်ပြန်ချက်မှာနှိုးဆော်ထားပါတယ်မကွေးတိုင်းပေါင်းမြို့နယ်အခြေစိုက်အမတ်24ကာကွယ်ရေးပစ္စည်းစက်ရုံ ကပ္ပဆ24ကနေ67မီလီမီတာမော်တာနဲ့ အနီးဝန်းကျင်ရှိရွာတဲကိုပြစ်ခတ်တဲ့အတွက်အသက်73နှစ်အရွယ်ကလေးတူသေဆုံးသွားကြောင်းပေါ့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပတ်ကဖကသတင်းထုတ်ပြန်ပါတယ်မလ30ရက်မိုးလယ်3နိုင်ကမှာ87မီလီမီတာမော်တာကြီး၄လုံးပြစ်ခတ်တာဖြစ်ပြီးအဲ့ဒီကြီးတွေဟာပလောင်ကြီးရွာတဲကြောက်ပြီးအသက်73နှစ်အရွယ်မတ်ဧကရီ သေဆုံးတယ်လို့ဖော်ပြပါတယ် မလ30ရက်ကလည်းကပ္ပစ24ရှိစစ်သားတွေကစနိုက်ပါလက်ဖြောက်တနက်နဲ့ချောင်းမြောင်းပစ်ခတ်တဲ့အတွက်ဒေသခံပကဖရဲဘော်2ဦးနဲ့ကျောင်းဆရာ2ဦးကြာဆုံးတယ်လို့ဖော်ပြထားပါတယ်ဂရီနီပီဘော်ဒခဲမြို့ခြေဆိုင်စစ်ကောင်စီရဲ့ဝမ်မလန်ခြေဆိုင်ဘီဝါစခန်းကိုမလ30ရက်မှာဂရီနီတော်လိုင်းတပ်ပေါင်းစုကသိမ်းပိုက်လိုက်ပြီး ခဲရန်တချို့သိရှိရမိကြောင်းကန္တာရဝတီတိုင်းကဖော်ပြပါတယ်ဝမ်လန်းစခန်းကိုမတ်လ28ရက်မနေ့6နိုင်မှာတော်လိုင်းတက်တွေကစတင်တိုက်ခိုက်ပြီး30ရက်နေ့စခန်းဝင်ရောက်ရှင်းလင်းချိန်မှာစစ်သားအလောင်း၄လောင်းတွေ့ရပြီးကျန်စစ်သားတွေအကုန်ထွက်ပြေးသွားတယ်လို့ကရင်နီတပ်မတော် KA စီရဲချုပ်ဘုံမူကြီးဖုံးနိုင်ကပြောပါတယ်တော်လိုင်းဘက်ကလည်းရဲဘော်တူဦးကြဆုံးပါတယ် ဝမ်မလန်တပ်စခန်းကုန်းဟာဘောလခဲမြို့နယ်ရွာသစ်မြို့ရှားမှာတည်ရှိပြီးရွာသစ်ကို တော်လိုင်းတပ်တွေကသိမ်းထားပြီးဖြစ်ပါတယ်ဘောလခဲကိုသိမ်းပိုက်နိုင်ရေးအတွက်မတ်လ19ရက်ကစပြီးတော်လိုင်းတပ်ပေါင်းစုကတိုက်ခိုက်နေတယ်လို့ဖော်ပြထားပါတယ်အခုနောက်ဆုံးဝင်လာတဲ့သတင်းတွေအရမြန်မာနိုင်ငံကလေးဘေးဒဏ်သင့်ပြည်သူတွေကို ကူညီပေးဖို့ တရုတ်နိုင်ငံကလည်းမြန်မာနိုင်ငံတဲကိုဝင်လာတဲ့တရုတ်ကြက်ချင်ဤအသင်ကယ်ဆယ်ရေးရင်တန်းနောင်ချူကနေမန္တလေးဘက်အထက်မှာစစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုကိုခံရတယ်လို့တမ်းမျိုးသားလူမျိုးတက်မတော် DNL ကသတင်းထုတ်ပြန်ပါတယ်။ကယ်ဆယ်ရေးပစ္စည်းတွေတင်ဆောင်လာတဲ့ကားကိုစီးပါတရုတ်ရင်တန်းနောင်ချူမြို့နယ်အုံမတိကျေးရွာအရောက်မှာ အသင်ဆောင်နေတဲ့စစ်ကောင်စီတပ်က ဧပြီ1ရက်ည9:00နိုင်ခွဲကမှဆက်လက်နဲ့ပြစ်ခတ်တာလို့ဆိုပါတယ်ဒီရင်တန်းမန္တလေးကိုလာနေတဲ့အကြောင်းစစ်ကောင်စီဘက်ကသတင်းပို့ထားပါရဲ့နဲ့အခုလို့ပြစ်ခတ်ခံရတာလို့လည်းဆိုပါတယ်အခုအချိန်မှာတော့ရင်တန်းတစ်ခုလုံးနောင်ချုံမြို့စီပြန်ဆုတ်လာပြီး TNL ကကာကွယ်စောင့်ရှောက်ပေးထားတယ်တရုတ်ချက်ချင်းဒီရင်တန်းလိုရာခရီးရောက်အောင် DNA리가 셀레군이 비도와 매일 포비아 다와리크며